ရည်စားဖြစ်ရင်ပါလေလုံးမလဲတွေးလိုက်စမ်းမင်းတို့ငါကနာ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 မင်းစိတ်ဆိုးမလားအဲ့ဒီနာနာနာပါတယ်ကောင်းမလို့ချမ်းသာတယ်ယုံချောတယ်လိုက်ပြောတဲ့ရည်စားတကားပြောတဲ့ကောင်းလေးရဆင်းရဲတယ်ယုံမလားအဲ့တော့ဖက်ဖက်ကအလွာချင်းကမတူတဲ့အခါမှာကောင်းမလေးကမာနကြီးတယ်မတူမတမ်းမှုဖြစ်ခါခါတိငင်းတယ်အဲ့တော့ဒီတိချင်းကမပြောလဲ မာနစင်မုံမမဝင်နဲ့ကွယ်နိုင်ခြင်းငါပြမယ်ခင်ပန်စင်းတဲ့ပန်တော်ဝန်တသင်းတွေအချိန်တန်တော့ကွယ်နွားဘုစိတ်မမတိမြဲတဲ့ဩခင်လေးလိုပဲဆွဲမပန်းဝဲဩခင်အလမနေတက်ပြီးတော့မတူမတန်ဘူးဆိုပြီးမာနတွေတစ်ခွဲတိုင်းနေအိန္ဒိယတွေဆဲမိမှလည်းကျဲ

ก็จะเล่าไม่เอาก็จะคำาไม่แคร์เป็นยังไงบ้างไปอยู่กับเขาไอ้น้ต จะร้องไม่เอาก็จะคำาไม่แคร์เป็นยังไงบ้างไปอยู่กับเขา

ခေါ်တဲ့မြေကြီးဟာလည်းမဖြက်စီးလို့မရဘလောက်ပဲမြင်းကလေးပဲလုံလုံနော်ဘလောက်ပဲမြင်းကလေးလုံလုံသာသနာတော်ကြီးကမပြောင်းနိုင်ဘူးចောင်းလေးပြိုချင်းပြိုသွားနိုင်တယ်ဇေဒီလေးပြိုချင်းပြိုသွားနိုင်တယ်စဉ်းစားကြည့်ပါသာသနာဆိုတာဥစ္စံတို့တက္ကရာကမတွေចောင်းကန်ဇေဒီပထိုးခေါ်တာမဟုတ်ဥစ္စံတို့တက္ကရာကမတွေရဲ့ရင်ထဲမှာရှိတဲ့တီလာတွေတမာတိတွေပညာတွေကိုခေါ်တာဟုတ်ပြီနော်သာသနာဆိုတာဘာကိုခေါ်တာလဲတီလာတမာတိပညာအဲ့ဒါကအပြင်မှာရှိတာလားကိုယ်တန်တယ်မှာရှိတာလား စဉ်းစားကြည့်ငလျင်လှုပ်ယုံနဲ့ကိုယ်တန်တန်မှာရှိတဲ့တီလာပြတ်သွားလားငလျင်လှုပ်ယုံနဲ့ကိုယ်တန်တန်မှာရှိတဲ့တမာရီပြတ်မလားငလျင်လှုပ်ယုံနဲ့ကိုယ်တန်တန်မှာရှိတဲ့ပညာတွေပြတ်မလားမပြတ်ဘူးကိုယ်ပြတ်မှာပြတ်မှာနော်အဲဒါကြောင့်မြတ်စွာဘုရားကပထဝီတွေကြောင့်လဲနော်သာသနာမပြတ်နိုင်အာဘောလို့ခေါ်တဲ့ရေရေတွေဘလောက်ပဲကြီးကြီးဆူနာမီလိုင်းတွေဘလောက်ပဲတက်တက်သာသနာမကွဲပါဘူးသာသနာမပြတ်ပါဘူးကဘာပြတ် ရေတွေလွှမ်းမိုးမယ်မီးတွေလောင်တယ်ခုနပြောသလိုပိတကတ်တွေလောင်ခြင်းလောင်သွားမယ်ဇေတီတွေလောင်ခြင်းလောင်သွားမယ်ကျောင်းတွေလောင်ခြင်းလောင်သွားမယ်ဘုရားတို့ယဟန်သံဃာတော်တွေကယင်ထဲမှာရှိတဲ့သာသနာမပြတ်ဘူးတခါတခါမတို့ရဲ့ယင်ထဲမှာရှိတဲ့သာသနာမပြတ်ဘူးဒါကြောင့်မြတ်စွာဘုရားကမီးတွေကြောင့်သာသနာမကွယ်နိုင်ပါဘူးရေတွေကြောင့်သာသနာမကွယ်နိုင်ပါဘူးလေတွေကြောင့်လည်းသာသနာမကွယ်ပါဘူးနော်မီးရေလေတွေကြောင့်သာသနာမကွယ်နိုင်ဘူးသာသနာမကွယ်နိုင်ဘူး အပြင်ပအန္တရာယ်တွေကြောင့်သာသနာမကွယ်နိုင်ဘူးလို့ပြောတာနော်။ဦးဇင်းတို့မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိကြတဲ့ကဘုရားသာသနာတော်ကိုဘာသာကြားတွေဖြတ်ဖို့ကြိုးစားတာအများကြီးပဲ။တိတ်တိတ်လေးဘုရားနဲ့ခက်ပြိုင်နော်။နိဂန္ဓနာတာပုဒ္ဒရေနေ့ခေတ်စံတာဂျိန်ဘုံကြီးတွေအိန္ဒိယမှာယနေ့ချိန်ကြီးရှိတယ်။ဗုဒ္ဓနဲ့ခက်ပြိုင်ဘုရားကိုတုပြိုင်ပြီးတော့သာသနာဖြတ်ဖို့ကြိုးစားတာပဲ။ ဇေဒဝန်ကျောင်းတိုက်ကြီးနားမှာတိတ်ထိတ်ကျောင်းကြီးတွေအကြီးကြီးနဲ့လာဆောက်တယ်။ဘလောက်ပဲလာဆောက်လာဆောက်ဦးဇနုဘုရားသာသနာတော်ကိုဖျက်လို့ရလား။မရဘူး။ဘလောက်ပဲပြိုင်ပြိုင်မရဘူး။နော်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးပြောချင်တာနော်။အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးသတိထား။ဘုရားတော်အပြင်ကအပြင်အန္တရာယ်ကိုမဲနေကြတာ။တော်တော်များများကအပြင်အန္တရာယ်ကိုမဲနေတာအတွင်းကိုသတိမထားမကြအောင်။အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်ဘူးဆိုတာသိထင်ရှားတယ်။ နမစ္စာဘုရားဒီမှာဟောထားတယ်အပြင်အန္တရာယ်ကြောင့်သာသနာမကွယ်နိုင်ဘူးမစ္စာဘုရားကပြောတယ်ဣဒေဝတိဥပ္ပိစံတိမောဂပုရိတာရေတတ္တမံအန္တရထာမင်တိဒီဖရာသာသနာတော်ကိုကွဲအောင်လုံနိုင်တဲ့ပုဂ္ဂိုလ်ဟာတခြားမှာမရှိဘူးဟောဒီသာသနာမှာပဲရှိတာကဲအားလုံးပြောသာသနာဖြတ်တဲ့ပုဂ္ဂိုလ်ဘယ်မှာရှိသာသနာတဲမှာပဲရှိတယ်ရဲရဲပြောဘယ်မှာရှိလဲ သာသနာထဲမှာပဲရှိတယ်သာသနာထဲမှာ၄မျိုးဘိက္ခုလို့ခေါ်တဲ့ယဟန်မျိုးသားတွေဘိက္ခုနီလို့ခေါ်တဲ့ယဟန်မျိုးသမီးတွေဒီနေ့ခေတ်ဆရာလေးတွေကိုထည့်လိုက်ဆရာလေးတွေဘိက္ခုနီမဟုတ်တော့လဲသာသနာຫນွေဝင်သာသနာတော်ကိုတဖန်တည်းအောင်ဆောက်ရှောက်နေတာနောက်ဥပါတကတကာကြီးတွေဘုရားဘာသာဝင် တကာကြီးတွေဥပါတိကဘုရားဘာသာဝင်တကမာကြီးတွေဟုတ်ပြီနော်အဲ့တော့သာသနာကိုဖြတ်နိုင်တာဒီဘာသာခြားတွေလားဘုရားဘာသာဝင်တွေလား ဖះပြောတာနော်တိတိကျကျမှတ်ထားတတ္တမပရိရူပကတုတ်တံမှာပြောထားတာဘာမှပြောလဲတတ္တမပရိရူပကတုတ်တံသာသနာဖြတ်ပြီးအပြင်မှာလားအတွင်းမှာလားအေးအဲ့ဒါကြောင့်ဦးဇင်းတို့ကိုယ်သာသနာတော်ကိုအခြေခံခန့်တိတက်ခြင်းလဲဆိုရင်ကိုယ်ခြံစည်းရိုးကိုကိုယ်လုံအောင်ကားမှာနော်ကိုယ်ခြံစည်းရိုးကိုလုံအောင်ကားမှာဟိုဘာသာကို တိုက်ခိုက်ဒီဘာသာကိုတိုက်ခိုက်တိုက်ခိုက်နေလို့မထူးဘူးမှန်ပါဗျာအဲ့ဒါတတိပြုရမယ် တိုက်ခိုက်เสียမလို့မက်စွာဘုရားရှင် ကိုတိုင်လည်းဘယ်ပါတာချားကိုမှမတိုက်ခိုက်ပါဘူးเนาะကို့ဓမ္မကိုပဲဘုရားဟောပါတယ်အမှန်တရားကိုပဲမက်စွာဘုရားဖော်ထုတ်ပါတယ်ဘသူကိုမှဘုရားမတိုက်ခိုက်ပါဘူးဥစဉ်တို့ဗုဒ္ဓလမ်းစဉ်ကိုတွားရအောင်ကောင်းပြီเนาะမက်စွာဘုရားကပြောတယ်ဣဒေဝတိဥပိ္ပစံတိမောဂံပုရိတာရေတ္တဓမ္မအန္တရဓမ္မတိသာသနာတော်ကို क्वे အောင်လုပ်တဲ့မောဂံပုရိတာအလကားကောင်းတယ်ဘုရားကအဲ့လိုတောင်းတာ အဲ့ဒီအလကားကောင်တွေဟာဟိဟောဒီသာသနာမှာပဲရှိတာနော်အဲ့တော့ဘုရားကဥမာလေးပေးတယ်လှေနဲ့ဥမာပေးတယ်နော်ဒါဖန်အန်ကတခါတခါမရည်ဆိုတာဒါဖန်အန်နော်တန်လေးနဲ့နေကြည့်တယ်နော်အဲ့တော့တန်လေးမြကန်းပေးနာမှာဆိုတော့လှေတွေသင်္ဘောတွေသူ့ဘာသူသွားနေဘာမှမမြုပ်ဘူးဝုန်းနေမတန်မစတင်မယ်လှေပေါ်မှာဝုန်ထုံဝုန်ဘိုးတွေအများကြီးတင်လိုက်မယ်ဆိုရင် အဲ့ဒီဝုံထုံးဝုံပိုးတွေချောင်းပဲနော်လျှာနစ်မြုပ်သွားတာပဲလေပေါ်မှာ တင်ထားတဲ့ဝုံထုပ်တွေချောင်းပဲလျှာနဲ့တာတဲ့ဒါလည်းတယ်နော်လေမှာတင်ထားတဲ့ဝုံထုပ်ဝုံပိုးချောင်းပဲဒါအဲ့ဒီလေကြီးကနဲ့သွားတာဖျားပြေးတဲ့ပုံမှာလေသည်ဘာကိုတင်စားတာလဲဆိုတော့သာသနာတော်ကို တင်စားတာလေမှာတင်ထားတဲ့ဝုံထုပ်ဝုံပိုးဆိုတာသာသနာမှာရှိတဲ့ယဟန်တော်များနဲ့ဘုရားဘာသာဝင်တက္ကရာကမများကိုပြောတာ နော်အဲ့တော့သာသနာတော်ကြီးလေနော်သာသနာတော်ကြီးတိဟုတော်လေနင့်မြုပ်သွားတာဟာသာသနာဝန်ထမ်းယဟန်တော်တွေဗုဒ္ဓဘာသာဝင် တက္ကရာမတွေကြောင့်ပဲတဲ့အဲ့တော့ဝန်ထုတ်ဝန်ပိုးပြီးသွားတယ်နော်သာသနာဝန်ထမ်းယဟန်တော်တွေ ਨੇ ဗုဒ္ဓဘာသာဝင် တက္ကရာမတွေကြောင့်တာလည်းယင် သာသနာကွဲတာသာသနာလေကြီးညက်သွားတာနော် ယနေ့ဦးဇနုသာသနာလှေကြီးကလှော်ရင်လှော်ရင်နဲ့တဖြည်းဖြည်းနစ်လာပြီရေတွေဝင်နေပြီနော်သာသနာလှေထဲကရေကိုခတ်ထုတ်ဖို့ဦးဇနုကြိုးစားနေတာနော်တက္ကရာကမတို့နော်ရေခတ်ထုတ်ဖို့ပြင်ရမယ်ဟုတ်ပြီနော်သာသနာလှေထဲမှာရေတွေဝင်နေပြီရေတွေဝင်နေပြီအဲ့တော့ဦးဇနုအဲ့ဒီရေတွေကိုခတ်ထုတ်ရမှာမြတ်စွာဘုရားကအဲ့ဒီဥပမာပေးတယ်လှေကြီးနစ်မြုပ်တယ်ဆိုတာ လေပေါ်တင်ထားတဲ့ဝန်ထုံးဝန်ဘိုးကြောင့်နစ်တာဒါကြောင့်ဦးဇနုလှေရဲ့ဝန်ထုံးဝန်ဘိုးဆိုတာ အပြင်မှာလားအထဲမှာလားအထဲမှာအထဲမှာဒါကဖျားပေးတဲ့ဥပမာအထက်ကရာဆရာပေးတဲ့ဥပမာကြတော့တန်ကိုတန်ချီးဖြတ်တန်ကိုဖြတ်တဲ့ဥစ္စာကတခြားမှာမရှိဘူးတန်မှာပဲရှိတယ်တန်ကနေတန်ချီးတွေတက်ပြီးတော့အဲ့တန်တဖြည်းဖြည်းနဲ့ဆွေးသွားတယ်ပါသွားတာပဲလေနော်အဲ့ကြောင့်တန်ကိုတန်ချီးဖြတ်တယ်အဲ့တော့တန်ကိုဖြတ်တဲ့တန်ချီးဆိုတာအခြားကလာလားအတွင်းကလာလားအတွင်းကလာတာအဲ့တော့ဥစ္စာတို့ ဥပမာကိုတိုင်းပြောမယ်ဆိုရင်ပန်တုံးတန်ခဲဟာသာသနာနဲ့တူတယ်။ပန်ချေးဒီဘသူတွေနဲ့တူလဲ။အတွင်းကသာသနာဝန်ထမ်းယဟန်တော်များနဲ့ဗုဒ္ဓဘာသာဝင်တက္ကရာကမာနဲ့တူတယ်ပေါ့။အဲ့တော့ဥစဉ်တို့တက္ကရာကမာတွေတန်ချေးမဖြစ်စေနဲ့နော်။တန်ကိုဖြတ်တဲ့တန်ချေးတော့အဖြစ်မခံနဲ့။ပြောချင်တာကကိုးချောင်းတော့သာသနာမငင်နွဲစေနဲ့လို့ပြောတာ။အဲကြောင့်မိမိတို့လုပ်ရက်တွေကိုပြန်သုံးသပ်ဖို့လိုပြီနော်။ဒီနေ့တရားကမိမိတို့ရဲ့လုပ်ရက်ကိုပြန်သုံးသပ်ဖို့အတွက်ဟောမှာပါ။ ဒီအတွက်ကျွန်တော်ညီတန်းရှင်နေတာเนาะအဲ့တော့မိမိတို့ဒီတာသနာလေကြီးကိုတာသနာလေကြီးကိုနင်းမြုပ်စေတဲ့ဝန်ထုံးဘုံမဖြစ်ပါစေနဲ့တာသနာတော်ကြီးဆိုတဲ့တန်တုံးကြီးကိုဖြတ်စည်းတဲ့ပန်ကြီးတွေမဖြစ်ပါစေနဲ့လို့เนาะ